အားလုံးအားလုံးမင်္ဂလာပါအခုကျွန်တော်တို့ဖုန်း screen ရတဲ့နေ့ကိုကျွန်တော်ပြောပြပြန်ပါနော်တကယ်မသိတဲ့ညီတငယ်ချင်းတွေတော့ပါနော်ဖုန်း screen ရတာဆိုတာကျွန်တော်တို့ဒီ home key ရဲ့ power key ရဲ့ဒီနှစ်ခုတည်းနဲ့တပြိုင်နက်တည်းနဲ့နေရပါတယ်ဒါလည်းတပ်ပုံတပုံဖြစ်သွားတာပဲပါနော်တကယ်တော့ကျွန်တော်တို့အဲ့လိုမျိုးကိုယ်နေလို့နေလို့လွတ်လွတ်လေးပါပဲဒါမဲ့ကိုကမလုပ်ဘူးလို့ရှိရင် ဒီအခုကျွန်တော်နေတနေ့ကျွန်တော်လှုပ်ပြမှာနော်အဲနီနဲ့လိုက်လှုပ်ကြည့်ပါအစင်ပြည့်တဲ့ရောင်းစုံဖုံးလဲဒီခလုတ်မနာတော့အခုဒီပါဝါကြီးရဟုံးကြီးရလို့ကိုကအလွယ်တကူနေလာလို့ရှိရင်ဒီကြာလာလို့ရှိရင်ဒီဖုံးဒီဖုံးရဲ့ခလုတ်တွေကနာလာပါတော့ခလုတ်နာလာမယ်နောက်ခလုတ်တွေလွဲလာမယ်ခြောင်လာမယ်အဲဒါကြောင့်မို့ဒီခလုတ်တွေမလွဲမချောင်းခလုတ်ရဲ့တာစီကောင်းကျွန်တော်တို့ဒီဖုံးကိုဒီ အမှန်ပြပေါ်မှာတစ်ချက်လေးနဲ့ယုံနဲ့ဒီတပ်ပုံတပုံရအောင်ကျွန်တော်တို့လောက်ရမှာเนาะအခုဥမာကျွန်တော်ဘယ်လိုမျိုးလောက်ရမလဲဆိုရင်ဥမာဒီမှာဒီလိုမျိုးပုံစံကျွန်တော်တပုံကျွန်တော်ရိုက်ပြမှာเนาะဒီမှာအခုဒါပါဝါကီးရဟုံးကီးရကျွန်တော်နဲ့ယူတပ်ပုံတပုံရလိုက်တယ်တွေ့တော့မဆွဲကြည့်လိုက်မယ်ကျွန်တော်ပြန်ကြည့်လိုက်မယ်အဲဒါတပ်ပုံเนาะကြည့်ကြပါဒါတပ်ပုံပါခဏမြင်လာကြောမဟုတ်เนาะဒါတပ်ပုံ โอเคဒီတက်ပုံထားတော့ကောင်းကျွန်တော်ဖြစ်လိုက်မယ်ဖြစ်လိုက်မယ်ဒီကောင်လည်းဖြစ်လိုက်မယ်ဒါကျွန်တော်အစမ်းရိုက်ထားတာအများကြီးပဲအင်းအဲဆိုရင်ကျွန်တော်ဒီ honky power key နဲ့ရင်အသုံးပြုများလာရင်ဖုန်းကပြက်တော့ပြက်တာတော့မဟုတ်တော့မကောင်းပါတော့အဲဆိုရင်ကျွန်တော်တို့ဒီနောက်တနည်းနဲ့ဒီ minuki ရော honky ရော bucky ရောကျွန်တော်ပြန်တက်ပြီးတော့ အကောင်ကိုပေါ်ပြီးတော့ဒီကျွန်တော်မနာအောင်ဘယ်လိုလောက်ရအောင်လဲဆိုတော့ကျွန်တော်ပြမှာနော်ဒီနီးနဲ့တော့မှအကောင်ဆုံးနီးလို့ပဲကျွန်တော်ပြောရအောင်ပေါ့နော်ပထမဆုံးစတင်သွားပါဒီမှာနော် S E T T I N G S ကိုဝင်ပါဝင်မိနိုင်တဲ့ဒီလိုမျိုးပေါ်လာတဲ့အခါမှာကျွန်တော်အောက်ဆွဲချမှာအပေါ်ဆွဲတင်ပါနော်ဆွဲတင်ဆွဲတင်ပြီးတော့အမ ACC ACC ESS အဲ့ဒါဒီကောင်လေးပေါ့နော်အကောင်နှိပ်လိုက်ပါ အကောင့်နေပြီးလို့ရှိရင်ဒီဒီဒီအတားပြန်နေရမယ် D E H G E R I T Y ဆိုတော့နေပါနေပြီးတခါမှကျတော့ဒီလိုမျိုးထပ်ပေါ်လာမယ်ထပ်ပေါ်တဲ့အခါကျ my A S S I S T A N T ဆိုတော့နေပါအဲ့ဒီခါမှာဒီအပေါ်မှာ off လို့ဖြစ်နေမှာเนาะဒီမှာ off လို့ဖြစ်နေမှာဒီမှာဘာဖြစ်လို့ off ဖြစ်နေလဲဆိုတော့ဒီမှာကိုကပိတ်ထားလို့ပါအဲ့တော့ဖွင့်ပြလိုက်ပါဖွင့်လိုက်ဒီမှာ on ဖြစ်ပါရဲ့เนาะ โอเคအဲ့တော့ကျွန်တော်မဖွင့်ခင်ပါဒီနေရာတဝမှာဒီတိထားကြည့်ပါဒီတချမ်းကနော်အဲ့တော့ကျွန်တော်ဖွင့်လိုက်မယ်ဖွင့်ပြီးနာနဲ့ဒီအော်ဒီခလုတ်တွေကပေါ်လာမယ်သလားနော်ဒီခလုတ်တွေဒီခလုတ်တွေကဘယ်လိုမျိုးအသုံးပြအသုံးပြပူဝင်ပူဝင်ပုံတွေအများကြီးပဲโอเคကျွန်တော်တို့ဒီကောင်ဖွင့်လိုက်တဲ့ထားဖွင့်လိုက်ပြီးတော့ဒီမျိုးဒီပေါ်လာပေါ်လာရင်လည်းကျွန်တော်တို့အပြင်ပြန်ထွက်ဖို့အတွက်အမှန်တကယ်ဆိုရင်ကျွန်တော်တို့ဒီဖုန်း home key ခလုတ်နှိပ်ပြီးတော့ထွက်ရတာအခုကအဲ့ဒီမျိုးနှိပ်ရမလို့ဒီကောင်လေးနှိပ်တာနဲ့ဒီမျက်နှာရောပြီးရင်တခါတန်းရောက်တယ်နောက်ပြီးတော့ မီနူကီဆိုတာဒီမီနူကီကျွန်တော်နိုင်မှာနော်မီနူကီဆိုတာဒီမှာဒါမီနူကီလို့ခေါ်တယ်အဲအဲ့ဒါနေလိုက်ဆိုရင်ကျွန်တော်ခုနပဲညပါလောက်ထားဆိုကိုအကုန်လုံးကြည့်လို့ရတာနော်โอเคနောက်တော့ကျွန်တော် Facebook ထဲသွားပြမယ် Facebook ထဲသွားပြီးတော့ဒီမှာတပ်ပုံတပ်ပုံရိုက်ပြမှာနော်ဒီဒီနေရာလေးကိုနော် န်လေးရောဓာတ်ပုံတစ်ပုံရိုက်ကြမယ်ဒီကောင်လေးနှိပ်ပြီးတော့ကျွန်တော်ဓာတ်ပုံတစ်ပုံရိုက်ကြမှာเนาะအဲ့ဒါကိုဒီဒီခလုတ်လေးနှိပ်လာပါတော့ဒီခုနထွက်လာတဲ့ခလုတ်လေးနှိပ်နှိပ်ခါမှာကျွန်တော်ဓာတ်ပုံရိုက်မယ်ဓာတ်ပုံရိုက်ခါမှာဒီကိုကမတွေ့သေးဘူးเนาะဒီမှာ73ခုအဲ3ခုရှိတယ်ဒီအပေါ်အများကြီးရဲ့ဒီအောက်အများကြီးကိုနှိပ်လို့ရတယ်ကိုနှိပ်ကိုရှာယူပါအမကကိုနှိပ်ပြီးရှာတဲ့ခါကျမှကိုဒီမျိုးတိတိထားပါဒီမှာဒီမျိုးပုံနေရနော် ီပုံလေးဒီတိထားမှာအဲ့မှာသူရေးထားမှာ S E R E E N S ဒီကောင်လေးပေါ့နော်အဲ့ကောင်လေးနေဓာတ်ပုံရိုက်ပါလိမ့်မယ်ဒီမှာနေပြပါနော်အဲဓာတ်ပုံရိုက်ပါတွေ့တော့ okay အဲ့ဆိုကျွန်တော်တို့ဓာတ်ပုံကြီးမယ်ပြန်ဆွဲချလိုက်ဒီမှာအပေါ်နာဒီမျိုးပုံဖြစ်နေမယ်အဲ့ဒါဓာတ်ပုံဝင်နေလိုက်နေခါမှာဒီမျိုးပေါ်လာတာဓာတ်ပုံဖြစ်ပါရဲ့နော် okay ဒါဆိုရင်ဓာတ်ပုံဘယ်လိုမျိုးရိုက်ရလဲဆိုကျွန်တော်ပြောပြတာနောက်ပြီးတော့တစ်ခုကိုပါပြီးဖြစ်ပါနော်ဒီဖုန်းနေ ခုကိုတခုခုလှုပ်လို့မရတဲ့အကြောင်းတွေပါလေပြရှင်နေဆိုရင်ဒီမျိုးအဲဥမစာအဲ့လိုပါတို့အဲ့လိုပြရှင်တော့အစားတစ်ခေပေါ့နော်အဲအမှန်ဒါပါလေပါလေတချို့ဖက်ကန်တဲ့ကိုကတပ်ဖို့ရပြီတော့ဒီမှာတပ်ဖို့နေပြီတော့ပုံယူလိုက်မယ်โอเคဒါဆိုရင်တပ်ဖို့ရလာမယ်တပ်ဖို့ရတဲ့ခါကျတော့ကိုပို့ရှင်တဲ့နေရာပို့ပြရှင်လို့လို့ပြရရပေါ့နော်โอเคအဲ့ဆိုအားလုံးဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်မသိတာရှင်ကိုမမပြန်မေးပါကျွန်တော် MN တရားအနေနဲ့ထားရောက်ပြင်မှာ မတက်တာမတိမတိတဲ့သူတွေတော့ယူရွေးတင်ပေးလိုက်ပါတယ်အားလုံးအញ្ញံကျေးဇူးတင်ပါတယ်အားလုံးဒီလောက်ပါတယ်ဘိုင်ဘိုင်